စစ်အကြမ်းဖက်စနစ်အာဏာရှင်စနစ်ကိုမြမမီကအပြီးတိုင်ကွယ်ပြောက်နိုင်ဖို့ကျွန်တော်တို့တိုင်းပြည်သားတော်လန်ရေးဘက်သားအမှန်တရားနဲ့ဓမ္မကိုတက်ဝင်ယုံကြည်ကြသူအားလုံးဟာခိုင်မာတဲ့ဇွဲတတိနဲ့တော်လန်တိုက်ပွဲဝင်နေကြပါကျွန်တော်တို့ဒီလမ်းမှာတပါအခြားရွေးချယ်ချက်မရှိဘူးလို့ရှောင်းလန်းခဲ့ကြပြီးဖောက်လန်းခဲ့ကြပြီးလို့ရှစ်ဆက်သွားရမှာတပါအခြားမရှိပါဘူးအဲတော့ကျွန်တော်တို့အားလုံးဆက်လက်ကြိုးပမ်းကြပါဘယ်လိုမင်းအောင်လဲသူ့ဘက်ကဘလောက်ပဲနောက်ခံမိတ်ဆာဝင်ရုံးတို့နိုင်ငံတကာထောက်ပံ့ပြီးဖြစ်စေ ပြည်သူမပိုင်ပြည်သူမပိုင်ဘယ်စစ်မှမနိုင်ဘူးလို့ကမ္ဘာသမိုင်းဖျားဖျားစစ်သမိုင်းဖျားဖျားကလက်တွေ့ပြသခဲ့ပြီးဖြစ်လို့ပြည်သူကိုရန်သူလိုသဘောထားပြီးအာဏာရှင်ချင်းချင်းနောက်ခံပေးတဲ့နိုင်ငံသားအားကိုးနဲ့မိစ္ဆာဝင်ရိုးတဲ့နိုင်ငံတွေအားကိုးနဲ့ကျွန်တော်တို့တိုင်းပြည်ကိုဆက်ပြီးတော့မင်းမှုစိုးမိုးခြင်းနဲ့မြောက်လာရေလွဲ့ဟာတစ်ချိန်မို့တစ်ချိန်မှာတော့ပြက်ပြုံးချိနဲ့ရုပ်နှိမ်မှာငုတ်ချပါတယ်။အဲတော့ပြည်သူအားလုံးကိုကျွန်တော်အနေနဲ့နော်စိတ်ခွန်အားပေးချင်ပါတယ်။ဘလို့ပဲစိတ်ပြည့်စရာအကြောင်းအရာတွေကြုံလာပြီးဖြစ်စီကျွန်တော်တို့အားလုံးဟာကကြမာကက မျက်နှာသာပေးလာမယ့်နေ့တနေ့မကြခင်ရောက်မှာဖြစ်တယ်ဆိုရင်ယုံကြည်ချက်နဲ့အမှန်တရားအတိုင်းကိုပဲရေးရဲရင်းရင်ဖြောင်းဖြောင်းမှတ်မှတ်ဆက်လျှောက်ကြပါလိမ့်မယ်။သို့တောင်းတဲ့ဥပဒေမဲ့လို့ရတဲ့လုံဆောင်နေသူမင်းအွန်လိုင်းရဲ့လက်နက်ကင်တက်ခွက်ကြီးကိုကောင်းစွာဖယ်ရှားပြီးတော့သူ့ရဲ့နေရာမှာနိုင်ငံတစ်ခုကိုစီမံအုပ်ချုပ်ကာကွယ်နိုင်စွမ်းရှိတဲ့တပ်မတော်ကြီးတရားဖြစ်လာအောင်စီးနဲ့ကမ်းနဲ့ချိကတ်နေတဲ့တော်လိုင်းတက်ဖွက်ဝင်တွေဖြစ်လာပါလားလို့ကျွန်တော်တို့ကပြသကြရမယ့်အချိန်မှာကိုတက်ဖွက်ဝင်ချင်းချင်းဟိုလူဒီမောင်တို့ဒီစကားကိုဟိုလူဝေသိမ်းစသဖြင့်ကိုရဲ့မပြေဝမှုကိုနိုင်ငံတကာသိအောင်ထုတ်ဖော်နေမှုမျိုးမဖြစ်ဖို့ယူဆကြဖို့လိုပါတယ် ဒါကျွန်တော်လေးလေးစားစားအလုံးပြည့်အောင်ပြပြတာပါခင်ဗျဘယ်သူ့ကိုမှနာစီတာစီမကြည့်ရပါဘူးလက်ရှိအခင်းချင်းဟာအင်မတမရှုပ်ခေးပါအင်မတမကြီးလေရှာလေချိန်နေဖြစ်ပါတယ်ပြည်သူတရားလုံးဝလည်းပဲချိန်ပြီးအောင်တမပူပင်ပြီးတော့စိတ်ဒုံဒုံချပြီးအမ်မထူးတော့ပါဘူးကွာလို့ဆုံးဖြတ်ရတော့မယ့်အချိန်မျိုးရောက်နေပြီဖြစ်ပါတယ်ဒီချိန်မှာပြည်သူတွေရဲ့ တော်လိုင်းရေးကိုပြက်ပြက်သားသားပြည်သူဆိုတာမြို့ပြမှာအခုချိန်ထိအချိန်လေးအခုကိုကြည့်ပြီးတော့ပေါင်းတယ်မပေါင်းတယ်လှုပ်တယ်မထုတ်တယ်ခြေုံချတုံဖြစ်နေတယ်ပြည်သူအားလုံးကိုဆိုလိုတာဖြစ်တယ်သူတို့တွေအားလုံးအခုချိန်မှာပြက်ပြက်သားသားတုံတရားဆုံးဖြတ်ပြီးမတို့လှုပ်ကိုလှုပ်မှရမယ်လို့ပိုင်းဖြတ်ရကနေချိန်မှာကျွန်တော်တို့ကတော်လိုင်းရဲ့ရေရင်ကိုအားရော့သွားစေတဲ့အပြစ်မှုမျိုးလှုပ်ဆောင်ချက်မျိုးကိုတက်ဖို့ဝင်ကိုမထိန်ချုပ်မလွှမ်းမိုးစီကံမတက်မနိုင်တဲ့အနေအထားမျိုးမဖြစ်ဖို့အားလုံးကြိုးစားကြဖို့ကျွန်တော်အနေနဲ့လေးလေးစားစားမြစ်တာရက်ခံချင်ပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တော်လိုင်းရဲ့တက်တွေအနေနဲ့အကျန်းဖတ်မင်းအောင်ရိုင်းတက်ကဲ့သို့အကျန်းဖတ်တဲ့အဖြစ် အသွေးမပြောင်းသွားစေရန်အထူးတတိပေးလိုက်တဲ့ဗိုလ်ကြီးနေမျိုးစဉ်ရုပ်တံနဲ့အတူပကူးရိုးမတက်ဖြတ်မှုများ PDF ကျူးလွန်ကြောင်းဆွဆွဲချက်ကို UNG စစ်ဆေးနေတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။ PDF အချင်းချင်းဖန်ဆီးတက်ဖြတ်တည်ဟူသောဆွဆွဲချက်များနဲ့ပတ်သက်၍စုံစမ်းစစ်ဆေးမှုစတင်နေပြီဟု UNG အစိုးရ၏အမတ်နှင့်စစ်ဒေတာခွဲထံကသိရသည့်နိုင်ငံအောက်ပိုင်းပကူးရိုးမအခြေစိုက်အမျိုးသားညီညွတ်ရေးအစိုးရ UNG တာယာဝတီခရိုင်တရင်အမှတ်3800တကလူတက်မှုများကျူးလွန်ခဲ့ကြောင်းဆွဆွဲခံရသည်ထိုတက်ရင်သည်နက်တလင်းကျုပ်ပင်ကောက်အစရှိသည့်ဒေသတစ်လျှောက်မှစစ်ကောင်စီတပ်စခန်းများကိုမကြာခဏစီးနင်းတိုက်ခိုက်လေးရှိပြီးပဲခူးတိုင်းတွင်လူသိများသည့်ဒေသတွင်းအင်အားကြီးတရင်တစ်ခုဖြစ်သည့်ထိုတက်ရင်၏ခေါင်းဆောင်ဘိုးမိုးကျိုးကြီးသည်2024ခုနှစ်တွင် အရတား9ဦးကိုတပ်ဖြတ်မှု 2025ဖေဖော်ဝါရီလဒေတာတွင်လက်နက်ကင်အဖွဲ့တစ်ခု၏ခေါင်းဆောင်ကိုတပ်ဖြတ်ကအဖွဲ့သား18ဦးကိုဖမ်းဆီးမှုတို့တွင်တရားမဲ့လူတက်မှုကျူးလွန်သည်ဟုဆွဆွဲခံနေရသည်ဗိုလ်မှူးချုပ်ကြီးကထိုမှုများနှင့်ပတ်သက်ပြီးရင်းတွင်အပြစ်မရှိဟုကာကွယ်ပြောကြားခဲ့ပြီး PDF အချင်းချင်းတပ်ဖြတ်သည်ဟုသောဆွဆွဲချက်သည်လည်းစစ်ကောင်စီနှင့်ပြူစောတီတို့၏ချိန်သားကိုက်တရင်မှဖြန့်ဝေမှုဖြစ်သည်ဟုကြေညာချက်ထုတ်ကာတုံ့ပြန်ထားသည် ချစ်စွာသောတိုင်းသားညီကုံနှမမအားလုံးမင်္ဂလာပါတော်လန်ဒီခင်းကနှုတ်ဆက်ပါတယ်ခင်ဗျကျွန်တော်တို့ပြည်သူလူထုတရားလုံးမျှော်မှန်းထားတဲ့ငင်းချမ်းသောနာဂတ်ဒီတိဆောက်နိုင်မှုအခွင့်အလမ်းတွေဟာမနီရတဲ့ဆိုင်တော့ဒီနေ့ဆိုရင်နီးကလာတဲ့အနေထားရှိပါတယ်ဒါပေမဲ့လည်းဖြစ်တတ်သောသဘောတဘာဝကံကြမ္မာကပေးရလာတဲ့အခွင့်အရေးတွေကကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်အပါအဝင်ကဘာကြီးရဲ့အနာဂတ်ဟာလည်းပဲရင်လေးစရာအခြေအနေတစ်ခုကိုတော့ရောက်နေတာပေါ့အဲ့တော့ကျွန်တော်အနေနဲ့ဒီကနေ့ကျွန်တော်ချစ်စွာသောတိုင်းသားညီကုံနှမ ဟိုစိတ်သက်ခွန်အားဖြစ်စေမဲ့အပိစကားလေးတွေနဲ့ဆက်ဆက်ပြီးတုံ့တက်တဲ့နဲ့ကမ္ဘာမြမနိုင်ငံအခြေအနေတွေနဲ့ပတ်သက်ပြီးတင်ပြစရာလေးတွေရှိပါတယ်။ဒါတော့ပထမဆုံးကျွန်တော်တို့မြန်မာနိုင်ငံကိုအရင်တမဓာမိုးပြီးတော့တနက်ပြအာနာသိမ့်ထားတဲ့ဖက်စစ်အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သူ့ရဲ့မိစ္ဆာဝင်ရိုးစွန်းနိုင်ငံချင်းချင်းမတူတော်ချင်းချင်းသတင်းလွေ့လွေ့ပေါင်းဖက်ပြီးတော့ရုရှားမော်စကိုမှာဒီမိစ္ဆာအချင်းချင်းလက်မင်းဖက်ကြတဲ့ ြီးတဲ့နောက်အခုဆိုရင်နောက်ထပ်မိစ္ဆာဝေရုနိုင်ငံတစ်ခုဖြစ်တဲ့ဘယ်လာရုစီဆက်လက်သွားတာတွားရောက်တဲ့တဲ့ပါပဲ။တွားရောက်တော့အခုကြည့်လိုက်ပါကမ္ဘာကြီးမှာရင်းချတဲ့နိုင်ငံတွေနဲ့အများစုကမရင်မကြီးနဲ့နိုင်ငံနိုင်ငံတကာကိုယဉ်လေးနေစေအောင်မိစ္ဆာအယူဝါဒရှိတဲ့အုပ်စုတွေကိုတတ်မှတ်ပြီးခွဲခြားဆက်ဆံလေးရှိတဲ့အထက်မှာရုရှား၊ဘယ်လာရုစ်၊မြောက်ကိုရီးယားအခုဆိုရင်တိကျကွန်မြူနီပေါ့စတဲ့နိုင်ငံတွေဟာကမ္ဘာကြီးမှာကောင်းတဲ့င်းနဲ့ကြောက်ကြတဲ့နိုင်ငံတွေမဟုတ်ပါဘူးအဲ့တော့မတူတော့ချင်းချင်းသတင်းလွတ်လွတ် ဖက်စစ်အကြမ်းဖက်မင်းအွန်လိုင်းကိုမိစ္ဆာဝေဝရန်ဖက်စစ်ထောက်ခံသူတွေကဒါအပ်ပီနှုတ်ဆက်တာဟာတဘာဝလို့ဆိုပေမဲ့ကဘာကြီးတွေ့တော့ရင်လင်းပေါ်ရဖြစ်ပါတယ်ဒီကိစ္စနဲ့ပဲတက်လာတဲ့ပြည်ထောင်ငံပါရစ်မြို့ကမြို့သမီးယာပေါင်းများစွာအပေါ်ပိုင်းပလာနဲ့ချီတက်ပြီးဆန္ဒပြကြတဲ့ Women's Day မှာပေါ့သူတို့ကြွေးကြော်ကင်ဆောင်လာတဲ့ site book ကိုတတိယကြည့်မိပါလိမ့်မယ်။ကဘာကြီးမှာကြော့ပြန်ခေါင်းထောင်လာတဲ့ဖက်စစ်ဝါဒကိုမြို့သမီးသူကြီးတွေသူတို့ဖြစ် ဖက်စစ်ကဒံကိုဖက်စစ်စနစ်ဆိုးရဲ့ဒံကိုအပြည့်အံခံရပြီးတဲ့ပြင်းတစ်သူမျိုးသမီးတွေဟာကဘာတိတိအောင်ကြွေးကြော်ပြီးတော့ဆန္ဒထုတ်ပေါ်ကြတာဖြစ်ပါတယ်။ဆိုတော့အပေါ်ပိုင်းပလာကတော့သူရဲ့ဥရောပဂျလိမို့ကျွန်တော်တို့အပြစ်မဆိုဘူးလူလူစိတ်ဝင်စားအောင်လဲဆွဲဆောင်လာမျိုးဖြစ်နိုင်တယ်လို့သူရဲ့ right ဆိုတဲ့ခွင့်ရူလေးပြသရဖြစ်မှာပေါ့ကျွန်တော်ထက်တယ်မပြောတော့ပါဆိုလို့ကျွန်တော်ကကောင်းတကြောပြန်ထောင်လာတဲ့ဖက်စစ်ဝါဒကြောင့်ကျွန်တော်တို့ကဘာကြီးอ่ะအခုဆိုရင်ပုံဝင်မှုတွေဖြစ်လာပါတယ်အခုဆိုရင်ဂျာမနီနိုင်ငံ ဒီဟစ်တလာလက်ထက်မှာကမ္ဘာမှာအင်အားအကြီးဆုံးသဘောဖြစ်ခဲ့တဲ့ဂျာမနီနိုင်ငံဆိုရင်အခုဥရောပမှာအကြီးမားဆုံးစစ်တပ်တစ်ခုဖြစ်အောင်ပြန်လည်ဖွဲ့စည်းတစောက်မယ်လို့ကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက်ဖိုလန်နိုင်ငံဆိုရင်လည်းပဲအခုနိုင်ငံသူနိုင်ငံသားယောက်ျားအမျိုးသားအားလုံးစစ်မှုထမ်းရမယ်အခြေအနေအပြင်အကြီးဆုံးတက်အင်အားတွေတိဆောက်ဖို့နော်နျူကလ িয়ার လက်နက်ကိုပိုင်ဆိုင်ဖို့စ조사လာတဲ့အနေအထားတွေတွေ့ရပါလိမ့်မယ်ဒါဟာကမ္ဘာကြီးအတွက်မကောင်းတဲ့လက္ခဏာတွေပါပဲအော်ကျွန်တော်တို့ကမ္ဘာသူကမ္ဘာသားအတူအသက်ရှင်နေကြတဲ့လူသားတွေအနေနဲ့ကမ္ဘာကြီးရဲ့အနာဂတ်ကိုမကောင်းအောင် ူသားတွေရဲ့စိတ်ထဲမှာဝီရော့တွေဖြစ်ပြီးပူဝင်တော့ကတွေဖြစ်လာအောင်ဆေးဆော်လာတဲ့အကြောင်းအရာအရင်ခံကတော့ဖက်စစ်အကြမ်းဖက်ဝါဒခေါင်းပြန်ထောင်လာခြင်းပဲဖြစ်ပါတယ်။ဒါဆိုကျွန်တော်တို့ဟာကဘာကြည့်ကြည့်ပြီးတော့မြန်မာပြည်တစ်ခုထဲမှာတင်ဖက်စစ်ဝါဒစနစ်ကိုတက်ရောက်စူးစူးခံစားနေရတာမဟုတ်ဘူး။အခုဆိုကဘာကြီးမှာပါဖက်စစ်ဝါဒနှစ်ပေါင်း80ကျော်ကြာမှာပြန်ထောင်လာတဲ့ဖက်စစ်ဝါဒကိုကဘာကြီးကမှစွန့်ရင်လာတဲ့အခါဖြစ်ပါတယ်။အဲ့တော့ဘယ်လာရုစ်ကိုမြောက်လိုက်သွားတယ်ဖက်စစ်ဝါဒဆိုရှယ်လစ်အစွန်းရောက်ဝါဒကိုကျင့်သုံးလို့လူချင်းချင်းပေါင်းသင်းမ မာနိုင်ငံကိုလက်ကိုရီးယားကဲ့သို့တန်ကွန်ချာထက်ထပ်ပုတ်ပြီးတော့ပြည်သူတွေကိုရက်ဆက်စွာဖိနှိပ်ပုတ်ချုပ်ပြီးသူတို့ဝင်ရိုးစွန်းမိစ္ဆာအုပ်စုတွေအာဏာတကိုထက်မြက်ဖို့အတွက်ကြိုးစားလာတဲ့ခွင်လန်းတာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ပြည်သူအားလုံးဟာ၄နှစ်ကျော်ကြာလာတဲ့အထိမစုပ်မလွတ်လုံးဝလက်မလျှော့ပဲဖက်စစ်အကြမ်းဖက်စနစ်အာဏာရှင်စနစ်ကိုမြမမီကအပြစ်တိုင်ကွယ်ပြောင်းနိုင်ဖို့ကျွန်တော်တို့တိုင်းပြည်သားတော်လိုင်းရေးပတ်သားအမှန်တရားနဲ့ဓမ္မကိုတက်ဝင်ယုံကြည်ကြသူအားလုံးဟာခိုင်မာတဲ့ဇွဲတတိနဲ့တော်လန်တိုက်ပွဲဝင်နေကြပါတယ် ကျွန်တော်တို့ဒီလမ်းမှာတပါအချားရွေးချယ်ကြမရှိဘူးလို့ရှောင်းလန်းခဲ့ကြပြီးဖောက်လန်းခဲ့ကြပြီးမို့လို့ရှစ်ဆက်သွားရုံမှာတပါအချားမရှိပါဘူး။အဲတော့ကျွန်တော်တို့အားလုံးဆက်လက်ကြိုးပမ်းကြပါလိမ့်မယ်။အဲတော့မြောင်းလိုင်းသူ့ဘက်ကဘလောက်ပဲနောက်ခံမိစ္ဆာဝင်ရုံးတို့နိုင်ငံတကာထောက်ပံ့ပြီးဖြစ်စေပြည်သူမပါရင်ပြည်သူမပါရင်ဘယ်စစ်မှမနိုင်ဘူးလို့ကမ္ဘာသမိုင်းဖျားဖျားစစ်သမိုင်းဖျားဖျားကလက်တွေ့ပြသခဲ့ပြီးဖြစ်လို့ပြည်သူကိုရန်သူလိုသဘောထားပြီးအာနာရှင်ချင်းချင်းနောက်ခံပေးတဲ့နိုင်ငံသားအားကိုးနဲ့မိစ္ဆာဝင်ရုံးတို့နိုင်ငံတွေအားကိုးနဲ့ ကျွန်တော်တို့တိုက်ပြီကိုဆက်ပြီးတော့ငင်းမှုစိုးမိုးခြင်းနဲ့မင်းအောင်လိုင်ရဲ့လွဲ့ဟာတစ်ချိန်မို့တစ်ချိန်မှာတော့ပြက်ပြုံးချိနဲ့ရှုံနေမှာငုတ်ချပါပဲ။ဒါကြောင့်ပြည်သူအားလုံးကိုကျွန်တော်အနေနဲ့နော်စိတ်ခွန်အားပေးခြင်းပါလေ။ဘလောက်ပဲစိတ်ပြက်စရာအကြောင်းအရာတွေကြုံလာပြီးဖြစ်စီကျွန်တော်တို့အားလုံးဟာကကြမန္တမျက်နှာသာပေးလာမဲ့နေ့တနေ့မကြာခင်ရောက်မှဖြစ်တယ်ဆိုရင်ယုံကြည်ချက်နဲ့အမှန်တရားအတိုင်းကိုပဲရေးရဲရင်းရင်ဖြောက်ဖြောက်မတ်မတ်ဆက်လျှောက်ကြဖို့ပြောပါလေ။အဲ့တော့မြမနိုင်ငံရေးနဲ့ပတ်သက်လို့အိန္ဒိယနိုင်ငံကြီးဘက်ကတုံ့ပြန်လာတဲ့အချို့အချက်လက်တွေကိုကျွန်တော်တို့ကြည့်ကြအောင်။ ခုဆိုရှင်အိမ်ပြင်းထိုင်းနိုင်ငံကတက်ဆင်ရှင်နဝချွာဟာတကယ်တော့သူ့ရဲ့စစ်တပ်ကိုသူမောင်းပိုင်စီကပိုက်ဆောင်နဲ့ထည့်ပြီးသူ့ရဲ့နုညံ့သောအာဏာရှင်ဝါဒကိုဆက်လက်အသက်သွင်းဖို့သူရကုတ်ချက်ခဲစူးစမ်းနေရတဲ့အချိန်ပွတ်တက်မှုများစွာနဲ့လက်ရှိတက်ဆင်ရဲ့သမီးပါဝင်တာဖနူမောင်းပိုင်စီရတဲ့ထိုင်းဆိုးရရဲ့ရည်ကြချာလည်းပဲအချိန်မီွေးရိုင်နဲ့ပြိုလဲပွားနိုင်တဲ့နေထားပါ။ဒါကြောင့်မို့သူတို့ရဲ့အာနာခြေတော့ကိုဆက်လက်ထောက်လန်းနိုင်ဖို့အာနာရှင်ရှင်ချင်းပလင်းတူဘူးဆိုမင်းအွန်လိုင်းဖက်စစ်အုပ်စုကို တစ်ဖက်ကတွယ်ဝိုက်ပန်ပိုးပြီးသူ့ငါကူညီငါ့ကိုတူညီကြီးနဲ့ထိုင်းစိုးရလည်းပဲကျွန်တော်တို့ညီမအာနာရှင်စနစ်ကိုပန်ပိုးရတစ်စိတ်တစ်ပိုင်းတာဝန်ရှိသူဖြစ်တယောက်နေပြီဖြစ်ပါတယ်ဒီချိန်မှာချင်းလန်းကထွက်ပေါ်လာတဲ့သတင်းကိုကျွန်တော်တို့နားဆင်ပြီးတော့ဒါဘာကြောင့်ဖြစ်နိုင်တယ်လဲဘယ်လိုတွေဖြစ်နိုင်တယ်လဲဆိုတာလည်းကျွန်တော်တို့စဉ်းစားကြပါလိမ့်မယ်အခုဆိုရင်ချင်းတောင်ဒေသမှာဖက်စစ်ဂျမ်းဘက်တပ်တွေအာလုံးဒီပါဆုတ်ခွာသွားတဲ့အချိန်မစ္စရန်ပြည်နယ်ဝန်ကြီးချုပ်ကဒီချင်းတောင်ဒေသကိုသူတို့ရဲ့အိန္ဒိယပိုင်း အိန္ဒိယပြည်နယ်တစ်ခုဖြစ်ပေါ်ကူပေါ်မှုကမ်းလှမ်းနေဆိုတဲ့သတင်းကျွန်တော်တို့ဖတ်ပါတယ်။ဘောင်ကြီးချင်းအားဖြင့်ကျွန်တော်တို့နိုင်ငံရဲ့နေနိမိတ်တွေကိုရတဲ့နည်းလမ်းနဲ့ဖဲ့ယူတင်းတင်းဝါမျိုးဖို့ကြိုးစားနေတဲ့အိန္ဒိယနိုင်ငံတွေရဲ့စိတ်တဏ္ဍာကိုကျွန်တော်တို့လှမ်းမြင်ရပြီးကျွန်တော်တို့ပြည်တော်စုကြီးအတွက်စိုးရိမ်စရာတွေဖြစ်ပါလိမ့်မယ်။ကျွန်တော်ပြည်တော်စုဆိုတကယ်တော့အင်အားကြီးကမ္ဘာအင်အားကြီးနိုင်ငံနဲ့နိုင်ငံဖြစ်တဲ့တရုတ်နဲ့အိန္ဒိယကြားထဲမှာနော်လူမျိုးပေါင်းစုံပေါင်းစုနေတဲ့နိုင်ငံငယ်လေးပါဒီနိုင်ငံငယ်လေးကိုမှကိုယ်နိုင်ငံကဖဲ့ထုတ်ခြင်းဒီနိုင်ငံက တင်းတွင်းချင်းဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့တိုင်းပြည်ပြည်သားပြည်တော်စုသားများဟာတညီတညွတ်တစ်စီးတစ်လုံးနဲ့နဲ့ဒီမန်းချက်တစ်ခုတည်းကိုမချိကတ်ကြပဲတူတူလူငါတင်းဖြစ်ချင်အောင်ဖြစ်ရတဲ့နည်းနဲ့အမားကိုနောက်မှတန်ရွေကယူမယ်လောလောဆယ်ဖြစ်တဲ့သမျှရသမျှအခွင့်အရေးကင်ဆုတ်မယ်နေမြေမှန်သမျှကိုအပိုင်လုပ်မယ်လို့ကြိုးစားလို့တော့ကျွန်တော်တို့အောင်မြင်ဖို့လမ်းစာဝေးမှာဖြစ်ပါတယ်ဒါကလက်ရှိချင်းတောင်ဒေသကိုချင်းပြည်နယ်ကိုအိန္ဒိယဘက်ကကမ်းလှမ်းတာနဲ့ပတ်သက်ပြီးတော့ချင်းပြည်နယ်တောင်ရှိတဲ့မြို့ချေခေါင်းဆောင်တွေကပြည်အောင်စုခေါင်းဆောင်တွေက ပြပြသားသားညင်းမှန်လိုက်တဲ့ပုံမှာကျေးဇူးတင်ဂုဏ်ပြုရင်းနဲ့ကျွန်တော်ဒီဟာကိုထည့်သွင်းသုံးသပ်ပြီးအိန္ဒိချင်းနိုင်ငံတွေရဲ့သဘောထားကိုကျွန်တော်တို့ကောင်းစွာသတိထားဖို့နှိုးဆော်ချင်တာဖြစ်ပါတယ်ဆက်ပြီးတော့အခုရပိုင်းဖြစ်ခဲ့တဲ့ကျွန်တော်တို့တော်လိုင်းအင်အားစုအချင်းချင်းကြားတွေကပို့တက်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့အနုညွတ်လေးလေးစားစားအောက်ကျုပ်ပြီးတော့မြစ်တာရက်ခံတောင်းပန်ပြစီနွားကွဲရင်ကြားဆွဲတယ်ဆိုတဲ့သဘောရှိပါတယ်ကျွန်တော်တို့တော်လိုင်းအင်အားစုအချင်းချင်းကြားတွေမှာတစိုက်တဲ့တဝမ်းထဲနဲ့ရီမန်းချက်ပန်းတိုင်တစ်ခုတည်းကို ရောက်ရနေရာကပြည့်ပြည့်တသားမမမမဆက်လက်ချိကပ်ရမယ်ချိစုဖွဲ့ညီညွတ်မှုအင်အားကိုရသည်များတိုးချဲ့တိဆောက်ပြီးတော့ကဘာကတော့အားကြရတဲ့လူလူတော်တော်ကြီးအင်အားစုတွေပါလားကဘာကချီးမွမ်းတယ်ဆက်ပြီးတော့အလုံးစည်းလုံးလုံးနဲ့ပြည်တော်စုကြီးကိုကာကွယ်နိုင်တဲ့နိုင်စွမ်းရှိတဲ့ပြည်တော်စုကာကွယ်ရေးတပ်တော်တွေအထိဖြစ်အောင်ဂျီမန်တိဆောက်ထားတဲ့လက်နက်ကင်တော်လှန်ရေးအင်အားစုတွေဖြစ်ပါလားဖက်စစ်မင်းအောင်လိုင်းဖက်စစ်ဝင်ရိုးတန်းဒီနဲ့ချိတ်ဆက်ပြီးတော့ကဘာကြီးကိုသူ့မို့ဒေတာရင်းအာဆီယံရီဂျင်ကိုချိတ်ချောက်နိုင်လောက်တဲ့အထိ စိုးသွားတဲ့ခုပြိမဲ့လုပ်ရက်တွေလုံဆောင်နေသူမင်းအွန်လိုင်းရဲ့လက်နက်ကင်တက်ဖွဲ့ကြီးကိုကောင်းစွာဖယ်ရှားပြီးတော့သူ့ရဲ့နေရာမှာနိုင်ငံတစ်ခုကိုစီမံအုပ်ချုပ်ကာကွယ်နိုင်စွမ်းရှိတဲ့တပ်မတော်ကြီးတရဖြစ်လာအောင်စီးနဲ့ကန်းနဲ့ချီးကပ်နေတဲ့တော်လိုင်းကြီးတက်ဖွဲ့ဝင်တွေဖြစ်လာပါလားလို့ကျွန်တော်တို့ကပြသကြရမယ့်အချိန်မှာကိုတက်ဖွဲ့ဝင်ချင်းပိုလူဒီမောင်းထုတ်ဒီစကန်းကိုဟိုလူဝေသိမ်းစသဖြင့်ကိုရဲ့မပြေဝမှုကိုနိုင်ငံတကာသိအောင်ထုတ်ဖော်နေမှုမျိုးမဖြစ်ဘူးယူဆိုင်ကြဖို့လိုပါတယ်ဒါကျွန်တော်လေးလေးစားစားအားလုံးသိအောင်တင်ပြတာပါခင်ဗျာ ဘယ်သူကမှနာစီတာစီမရည်ရပါဘူးလက်ရှိအခင်းချင်းဟာအင်မတန်မှရှုပ်ခဲပါတယ်အင်မတန်မှထိလေရှာလေခြေနေဖြစ်ပါတယ်ပြည်သူတရားလုံးဟာလည်းပဲချိန်မီအောင်တည်းမြပူပင်ပြီးတော့စိတ်ဒုံဒုံချပြီးမထူးတော့ပါဘူးကွာလို့သုံးဖြတ်ရတော့မဲ့အခြေအနေမျိုးရောက်နေပြီဖြစ်ပါတယ်ဒီချိန်မှာပြည်သူတွေရဲ့တော်လန်ရေးကိုပြက်ပြက်သားသားပြည်သူဆိုတာမျိုးပြမှာအခုချိန်ထိအခြေအနေတစ်ခုခုကိုကြည့်ပြီးတော့ပေါင်းတဲ့မပေါင်းတဲ့လှုပ်တဲ့မတုပ်တဲ့ခြေတုံချတုံဖြစ်နေတဲ့ပြည်သူအားလုံးကိုဆိုလိုတာဖြစ်တယ် သူတို့တွေအားလုံးခုချိန်မှာပြပြတသားတစုံတရာဆုံးဖြတ်ပြီးမတို့လုတ်ကိုလုတ်မှရမယ်လို့ပိုင်းဖြတ်ရကနေချိန်မှာကျွန်တော်တို့ကတော်လိုင်းရဲ့ရေရင်ကိုအားရော့သွားစေတဲ့အပြစ်မှုမျိုးလုံဆောင်ချက်မျိုးကိုတက်ဖွဲ့ဝင်ကိုမထိန်ချုပ်မလွှမ်းမိုးစီကံမတက်မှတ်နိုင်တဲ့အနေအထားမျိုးမဖြစ်ဖို့အားလုံးကြိုးစားကြဖို့ကျွန်တော်အနေနဲ့လေးလေးစားစားမြစ်တာရက်ခံချင်ပါတယ်အဲ့တော့ညီကိုမွန်မတိုင်းသားတော်လိုင်းရေးအင်္ဂါစုတည်တည်ခင်ဗျာကျွန်တော်တို့အားလုံးကျွန်တော်ပြီးခဲ့တဲ့ရက်တွင်းက can you တက်မှာနှစ်တွင်းကကျွန်တော်တို့ရဲ့စစ်တီတော်တွေကိုသူရဲကောင်းတွေကိုကျွန်တော်လေးလေးစားစားအကြံပေးခဲ့တယ်လို့မျိုး ကျွန်တော်တို့ရဲ့လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ဗိုလ်ချုပ်မဆန်းပြောခဲ့တဲ့မိကုံးကိုပြန်တရိရကြစေချင်ပါတယ်။ကျွန်တော်တို့တိုင်းပြည်ပြည်သားနိုင်ငံသားအားလုံးစီလုံးညီညွတ်စွာနဲ့တစိတ်တဝန်းနဲ့ရှိမှကျွန်တော်တို့ပြည်တော်စုကြီးဟာအချုပ်ချာအာဏာရောကျွန်တော်တို့ပိုင်တဲ့နယ်မြေမြေပုံမှာပဲ့မထွက်ပဲနဲ့ဆက်လက်ပြီးလှလှပပတည်တံ့ခွင့်ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်အားလုံးညီညွတ်အောင်ကြိုးစားကြစေချင်ပါတယ်။ကျွန်တော်အနေနဲ့ပြည်သူတိုင်းသားများနဲ့ဒန်းတူအေးတူပူများတို့တို့ကနေထိုင်ရင်ကျွန်တော်တို့ပြည်တော်စုကြီးငြိမ်းချမ်းသာရသော နေ့တနေ့ရဲ့မနခင်ရောက်အောင်ဆက်လက်ပြီးခီးပြင်းမြင်သွားပါမယ်လို့ကတိပြုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကဲတော့အားလုံး